ွင့်မင်္ဂလာပါရှင်။သီရာရှိဆိုင်ကိုအစီအမံဝင်းရဲ့အားပေးကြရဲ့ချေရတဲ့မိဘပြည်သူများရှင်။စိတ်ကြမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပြီးတော့လုပ်ငန်းကိုင်ရန်တွေလည်းအဆင်ပြေဆုံးမွေ့ပါစေလို့ပထမဆုံးအင်းမြတ်နဲ့ဆုမကောင်းလေးတောင်းပြလိုက်ပါရစေ။ရောက်ရှိနေတဲ့နေရာလေးကတော့သီလာရှင်ဆိုင်ဆိုင်အမှတ်တလေးကိုရောက်ရှိနေရဖြစ်ပါတယ်။သီလာရှင်ဆိုင်ဆိုင်ဝဲအမှတ်တလေးရဆိုလို့ရှိရင်သူ့မင်္ဂလာလမ်းမကြီးအင်းဝမ်မတိုင်အနီးတောင်ကလာပါမြို့နယ်ရန်ကုန်မြို့လေးမှာတည်ရှိပါရဲ့ရှင်။ နေ့မှဆိုလို့ရှိရင်အင်းမြတ်နေပြီးတော့တီတာရှင်ဆိုင်ရဲ့ဒီဇိုင်းတစ်တွေအများကြီးရမှာဘယ်လိုဒီဇိုင်းတစ်လေးနဲ့မိတ်ဆက်ပေးသွားအောင်လဲဆိုတာကိုတီတာရှင်ဆိုင်ရဲ့ customer မမများအင်းမြတ်နေတို့လိုက်ကြည့်ပေးကြပါဦးရှင်ဒီရရှိတဲ့ငါတို့ဆိုပါရှင် မင်္ဂလာပါညီမလေးမင်္ဂလာပါမညီမလေးကိုလေဒီနေ့အစ်စ်ဖက်ရှိထားတဲ့ဒီဇိုင်းလေးနဲ့မိတ်ဆက်ပေးပါအောင်မဆွဲပါညီမလေးဟုတ်တယ်ညီမလေးဒီဇိုင်းသစ်တွေအများကြီးထွက်တယ်နော်ဒါလေးဆိုလို့ရှိရင်ဒီဇိုင်းသစ်လက်ကောက်တွေပဲပေါ့နော်မမဟုတ်တယ်ညီမလေးပက်တဲ့ဒီဇိုင်းတွေရမ်းပါဟဲ့လက်ကောက်တွေရမ်းပါလိုက်တာဒါလေးဆိုလို့ရှိရင်မစုံနော်ဒါလေးဆိုလို့ရှိရင်အရန်လဲထည့် လေးဆိုလို့ရှိရင်မမသူ့ရဲ့နာမည်လေးရရှိခြင်းကြီးတစ်ချက်တော့ပြောပြပါလား email လေးဟုတ်ကဲ့ပါသူလေးကတော့ဇီဇွာပန်းဝဲပေါ်ရင်ပတ်တာလက်ကောက်လေးညီမလေးဒါလေးကတော့ဆွေချင်းကြီးဆိုရင်တော့တုံးချက်ဝင်းကြီးရဲ့အစားရှိမယ်ညီမလေးတုံးချက်ဝင်းကြီးဆိုတော့တကယ်လို့ညကျတော့တစ်ကြက်သားလောက်ပဲလိုချင်တယ်ဆိုလို့ရှိရင်ရောလုတ်ပေးလို့ရလားမလုတ်ပေးလို့ရပါလေညီမလေးဒါလေးညကျမမတို့တရားစီတိုင်းမှာကြလေးကိုပိုင်ပရိရှိတဲ့အတွက်ကြောင့်မို့ညီမလေးတို့လိုချင်တဲ့ဆွေချင်းပေါ်မူတည်ပြီးတော့မမတို့ကကြလုတ်ပေးပါလေညီမလေးတကယ်လို့ဒါလေးကိုကြတော့လေလက်တိုင်းအင်းတို့လိုပေါ့နော်လက်တိုင်းသိ တွေအတွက်ဆိုလို့ရှိရင်ရောဝေးရတာအဆင်ပြေလားတတိုင်းသေးတဲ့လူတွေဆိုလည်းလေမမတို့ဆွေညီမကြလေတတိုင်းလေးတွေဆိုလည်းစိုက်စုံလေးထုတ်ပေးထားတဲ့အတွက်ညီမလေးစိတ်ပူကြမလို့ပါဘူးရှင်။ဒါလေးဆိုလို့ရှိရင်ရောသူ့ရဲ့ရွှေချိန်လေးနဲ့ဒါနာမည်လေးဆိုလို့ရှိရင်ဘယ်လိုခေါ်လဲ။ကဲပါ။ဒါတည်းကပုံဝင်ပုံရအိန္ဒိယပတ်တာလက်ကောက်လေးညီမလေး။သူဆိုလို့ရှိရင်ရွှေချိန်လေးဆိုလို့ရှိရင်လည်းနှစ်ချက်ဝန်းကျင်လေးကနေစရှိတယ်ညီမလေးဟုတ်။သူဆိုလည်းပေါ့နော်ထက်တဲ့ဝါလေးဒီဇိုင်းသူလည်းစဉ်းစားလေးကိုတာမယ်ညီမလေး။ ဆိုလဲပွဲသားပွဲလာဝင်တယ်။အင်းဆိုဆိုလဲပွဲသားပွဲလာအချိန်ကြီးလဲညီမလေး။ဟုတ်ကဲ့လေးဆိုလို့ရှိရင်ဒါကဘောဘောပါလေးလို့ရတဲ့ဒီဇိုင်းလေးပဲ။ကုလင်းဆိုလို့ရှိရင်ရောသူ့ရဲ့ရွှေစိန်လေးရဲ့နာမည်လေးပြောပြပါဦးမြောက်လေး။ဒါလေးဆိုလို့ရှိရင်ညီမလေးသူ့ရဲ့နာမည်လေးကကြတော့အသက်ဆဗေးစီပုံရင်းလက်ကပဲညီမလေး။သူဆိုလို့ရှိရင်ရွှေစိန်ကြီးနဲ့ကြည့်မယ်ဆိုတော့တကြဝင်းကြီးလေးပဲရှိတယ်ညီမလေး။တကြဝင်းကြီးပဲရှိရတာ။တကြဝင်းကြီးပဲရှိတယ်ညီမလေး။ဆိုတော့ဘောဘောပါလေးလို့ရ။ဒါလေးဆိုဘောဘောပါလေးဂျေးဘီလေးလည်းဝတ်ဆင်လို့ရတယ်ညီမလေး။ဟုတ်။ဟုတ်ကဲ့လေးဆိုလို့ရှိရင်ဒီဇိုင်းတက်နေပဲ။ဒါလေး ိုင်းတလက်ကောက်ရေဒါလေးရောသူ့ရဲ့ရွှေနာမည်လေးရယ်လေအလေးချိန်လေးပြောပြပါအောင်မမဒါလေးကခရီးပန်းဝင်ပွင့်ရဲ့လက်ကောက်လေးညီမလေးခရီးပန်းဝင်လေးကိုအခြေခံပြီးပါလေမမတို့ကကြောင်းညင်ပရင်းဆရာလေးရကြလေး ဒီလေယာဒီဇိုင်းတွေတည်တည်တတ်တတ်လာပါလေးထုတ်ပေးထားတယ်ရွှေချိန်ဆိုလို့ရှိရင်လည်းကြက်ဝင်းကျင်ကြီးလည်းဆက်ရှိတယ်ဒီမှာလေဟောတကယ်လို့သူကကြတော့ရွှေချိန်ဥမာကြလို့ရှိရင်အများကြီးများတယ်လို့လေအော်ဒါအဲ့လိုရတယ်အဲ့လိုရတယ်ဒီမှာလေရွှေချိန်ကလည်းလေညီမလေးလိုချင်တဲ့ရွှေချိန်လေးပေါ့မူတည်ပြီးတော့ဘမတို့ကကြောက်ပုံပိုင်းပရင်ကြည့်ရတဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာလေးလိုချင်တဲ့ဒီဇိုင်းလေးနဲ့ရွှေချိန်လေးနဲ့ဘမတို့ဒီမှာလာအဲ့လိုရတယ်နော်ညီမလေး ဒါလေးဒီဇိုင်းဆန်းလေးပဲလေးပြလေးနဲ့ချစ်စရာလေးအဲ့ဒါဆိုလို့ရှိရင်နာမည်ရွှေချိန်ကြီးရဲ့ပြောပြပါလားဟုတ်ကဲ့ပါညီမလေးဒါလေးကတော့လေးပြစကားပတ်တာလောက်ကောင်းလေးညီမဆိုလို့ရှိရင်လည်းဒါလေးကလေးပြဒီဇိုင်းအောင်မှာတော်တော်ရွရလေးနဲ့မမတော့ကြာထုတ်ပေးရတဲ့အတွက်ကြောင့်လို့ဒီဇိုင်းဆန်းဆန်းလေးနဲ့လူငယ်တွေအကြိုက်ပြည့်လို့ဒီဇိုင်းလေးပါညီမလေးအဲ့ဒါဆိုချစ်စရာလေးနော်ချစ်စရာလေးဒါလေးဆိုလူငယ်ဆန်းဆန်းလေးလုပ်ပေးထား ်ကလေးလေးစကားလေးဆိုတော့အကျန်းခံတာများအကျန်းနဲ့ခံနေညီမလေးချွေတင်လေးတစ်ချက်ဝင်းနေတယ်ပေါ့နော်ကိုမားတို့ကကြတော့ကိုပိုင်ပရိရှိတဲ့တကြောင်မလို့ကျွမ်းကျင်ပရိဆရာတွေရဲ့လက်ရည်ပိုင်းညီမဆိုတော့စိတ်ထက်လက်ချနဲ့ဝယ်လို့ရမယ်ညီမလေး daily ဝင်မယ်ဆိုရင်ရောအဆင်ပြေပါမလားအဆင်ပြေတယ်ညီမလေးဒါလေးကကြာပေါ့နော် daily ပို့ပွားလေးဝယ်စမယ်ဆိုလည်းအဆင်ပြေပါတယ်ညီမလေးဘိုင်းလေးဆိုအများကြီးပဲเนาะရွေးစရာတွေကလည်းအများကြီးပဲဒါဆိုလို့ရှိရင်ဒီရဘိုင်းလေးထွက်ရှိထားတဲ့ဒါဘိုင်းသစ်ပွဲတဲ့လက်ကောက်လေးပေါ့เนาะဟုတ်ပါတယ်ညီမလေးဒါလေးကဒီရဘိုင်းမှာထွက်ရှိထားတဲ့ဒီဇိုင်းသစ်လေးတွေပါညီမလေး ကဲအခုဆိုလို့ရှိရင်လက်ကောက်ဒီဇိုင်းတစ်လေးနဲ့မိတ်ဆက်ပေးသွားရဖြစ်ပါတယ်။အဲ့ဒါအပြင်မှာတိရာရှိဆိုင်ရဲ့ customer မမတွေကိုဒီဇိုင်းကောင်းတစ်ခုပေးပြဖြစ်ပါတယ်ရှင့်။ကျွန်တော်တိရာရှိဆိုင်မှာဆိုလို့ရှိရင်15ပဲဒီဇိုင်းတွေကိုဆို တောင်စီဝယ်စင်မခွာပဲနဲ့ပေါက်စီတိုင်းထည့်ပြန်ပြီးပြီးဝယ်ပေးနေပါရဲ့ရှင်။အဲ့ဒါအပြင်မှာစိန်တယ်လေးဆိုလို့ရှိရင်လည်းရာသက်ပံပြန်လဲအရှုံးမရှိတဲ့အပြင်ကိုပြန်ရောက်မယ်ဆိုလို့ရှိရင်လည်းဖိုက်ပါဆန်သာရှိပါရဲ့ရှင်။ပြင်ရွှေတယ်လေးနဲ့ပြန်လဲမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေအောင်လုပ်ပေးပါရဲ့။တကယ်လို့ကိုကအပြင်ရွှေတယ်လေးပြန်ရောက်မယ်ဆိုလို့ရှိရင်လည်းအချိန်မကုန်ဘူးမပင်မဲမဲနဲ့ဝေသားချက်ချင်းပြေးပြီးတော့အဆင် ောင်ပြန်ဝယ်ပေးနေပါရဲ့ရှင်။အဲအဲ့ဒါဆိုလို့ရှိရင်အမြတ်နေပြီးတော့နောက်နေ့မှလည်းဘလိုဒီဇိုင်းအဖြစ်လေးတွေကိုဖဲမင်မင်လေးတွေကမိတ်ဆက်ပေးသွားမယ်ဆိုတော့အားလုံးလည်းအမြတ်နေပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်။အားလုံးလည်းတက်တာ